စာချစ်သူအားလုံးပဲမင်္ဂလာပါယနေ့ကျွန်တော် channel မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခဇောရေးသားထားတဲ့တုတ်တန်เจ้าမှာအိတ်တဲ့ညားလိုအမိရတဲ့ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအခုကြုံပြောပြမယ့်အဖြစ်အပျက်တွေက2023ခုနှစ်လောက်ကကိုယ်တိုင်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေပါကျုပ်ကမှမမေ့နိုင်စရာအဖြစ်အပျက်တခုဆိုရင်လည်း မမအောင်ပေါ့ဗျာဒါနဲ့ကျုပ်ကိုကျုပ်မိတ်ဆက်ပေးရအောင်မဲဗျကျုပ်ကတော့လူတွေကရဲလီလို့ခေါ်တယ်ကျုပ်လူပြောက်ရွယ်လောက်ရွာကနေထွက်လာပြီးတော့ပယံဆရာရင်နောက်ကိုလိုက်ပြီးပယံလိုက်လုံနေတဲ့အချိန်ပေါ့မြကြီးနားမြို့ရဲ့အနားမှာအထက်မော်ဖောင်းဆိုတဲ့ရွာကြီးတွေပါရှိတယ်အဲ့ဒီရွာကြီးမှာတုတ်တန်ကျောင်းလို့ခေါ်တဲ့ဖုန်ကြီးတောင်းတစ်ခုရှိရဲဗျကျတော့ပယံအဖွဲ့ကအဲ့ဒီကျောင်းမှာတိမ်ကျောင်းဆောက်လို့ဖို့အတွက် ဘောက်ရောက်လောက်ကင်ပြကြရတယ်။တနေတကြီးဆိုတော့လေခရီးထွက်ပြီးသွားရတယ်ဆိုတော့ပယံဆရာကြီးရဲ့နာမည်ကဥဇော်ဝမ်းနဲ့တိတ်ကြောင်းမဆောက်ခင်ပထမအုံဆုံးသွားရတဲ့ပယံဘွဲဆိုတော့လူက၄၅၆ပဲပါတာပေါ့ဗျာ။လူတဲ့လူတွေကိုအနီးအနားကလူချမ်းတွေပယံဆရာတွေခေါ်ပြီးခိုင်းမယ်လို့စီစဉ်ပြီးဆရာကြီးဥဇော်ဝမ်းနဲ့အတူကျောက်ရဲအကြီးကောင်လို့ခေါ်တဲ့လူရဲ့ပြီးတော့ဇင်ကိုဆိုတဲ့တယောက်ရဲ့လေးယောက်သား မြစ်ကြီးနားကိုတက်ခဲ့ကြတယ်ပေါ့ဗျာတုတ်တန်ကျောင်းဆိုတဲ့နာမည်ကကြောက်လို့အကြီးကောင်နဲ့ဇင်ကိုကတိတ်တောင်းမလိုက်ချင်ဘူးဒီနှကောင်ကလူကောင်သားကထွားထွားချင်ချင်ကြီးဆိုပေမဲ့တရေတော့တိတ်ကြောက်တဲ့ကောင်ကြီးဗျာဒါပေမဲ့ဥဇော်ဝန်းကမလိုက်လို့မရဘူးဆိုလို့သာဘလို့မှမငင်းဆန်နိုင်ပဲလိုက်လာခဲ့ရတာဟိုရောက်တော့မှဘာဖြစ်လို့တုတ်တန်ကျောင်းလို့ခေါ်တယ်လဲဆိုတာသိလိုက်ရတာပေါ့ဗျာတိမ်ကျောင်းဆောင်မဲ့ကျောင်းဝင်းထဲမှာခြေရန်ရှိကျောင်းကြီးတစ်ခုရှိတယ်ဗျာ အဲ့ဒီဘက်ကတစ်တီပေါ်တယ်ဆိုတော့တစ်လုံးကြီးနေနဲ့စောက်ထားတဲ့ចောင်းကြီးပေါ့ចောင်းအောင်ကမြင်ကလူတရက်စာမကမြင်နေအပေါ်တတ်မှာပဲအကာရှိပြီးတော့လူနေလို့ရတယ်တိမ်ចောင်းစောက်မှာဆိုတော့လိုအပ်တဲ့ပစ္စည်းတွေဘီးလက်မြေတကားခွေဖို့အတွက်ကြီးပေါင်တွေကိုចောင်းအောင်ဘက်မှာစုပြုံပြီးတိမ့်ထားတာပေါ့ចောင်းရဲ့ခေါင်းရင်းဘက်မှာတော့ကချင်တင်းញိုင်းဆိုတာရှိတယ်အုတ်ကူတွေထိုးထိုးထောင်းထောင်းနဲ့ចောင်းဆောင်ကြီးပေါ်ကနေကြည့်လိုက်ရင်တကယ်ကိုကြောချမ်းစရာမြင်ကွင်းကြီးပဲဗျာ ီးတော့ចောင်းဆောင်ကြီးရဲ့ညာဘက်မှာပေတရာတာတာလောက်ပဲရှိမဲ့ ქვენ လေးတစ်ခုရှိတယ်။အဲ့ဒီ ქვენ ရဲ့ဟိုးဘက်မှာတော့ဗမာတင်းကြိုင်းဆိုတဲ့တင်းကြိုင်းကုန်းကြီးတစ်ခုရှိတယ်ဗျ။အော်ဂူတွေရောမြေပုံတွေရောအများကြီးပဲဗျ။အမှတ်တိုင်းတွေဆိုလဲထိုးထိုးထောင်ထောင်နဲ့ပေါ့။ခက်တာကအဲ့ဒီနောက်မှာလူနေအင်ဂျီဆိုတာမရှိဘူးဗျ။တုတ်တန်တွေပတ်ပတ်လဲဝိုင်းနေတဲ့ကြောင်းမလို့တုတ်တန်ကြောင်းလို့ခေါ်ကြတယ်ထင်ပါရဲ့ဗျ။ကြောင်းဆောက်တဲ့ဦးစင်းကအဲ့ဒီကြောင်းမှာမနေဘူးဗျ။ ရွာထိန်သားကကြောက်မနေနေရောက်ရောက်ချင်းမှာပဲဇင်ကူတို့ကစတာပဲဦးစင်းကကျွတ်တူကို ကြောင်းဆောင်မှာနေရလားလို့မေးတော့ကျွတ်တူလည်းနေရပါတယ်ပေါ့ဦးစင်းပြန်တော့ဇင်ကူတို့ကစတာပဲတုတ်တန်ကြီးကိုမြင်တာနဲ့မနေရဘူးလို့ဘာလို့လှုပ်ရောဒါနဲ့ဥဇော်ဝန်းကမင်းတို့ယောက်ျားမဟုတ်ဘူးလားဘာညာနဲ့ချော့တကား၆တလဲနဲ့ပြောထားတော့ဒီကောင်တွေကမနေခြင်းမဲနဲ့နေလိုက်ရတာပေါ့အဲ့ဒီနေ့ကတော့ဘာလို့မှမလုပ်ဖြစ်ပါဘူးဗျာ ဦးစင်ကျွေးတဲ့ဟင်းမောင်းနဲ့ထမင်းစားပြီးနောက်တနေ့လုပ်ငန်းဆောက်ဖို့အတွက်ပစ္စည်းတွေစုံမစုံကိုတေချာကြည့်ပြီးစစ်ဆေးရတယ်။စောင်းပေါလောက်ဆိုတော့လေရာသီဥတုကအေးတာနဲ့ညနေရောက်တော့ကျောင်းဆောင်ပေါ်တက်ပြီးအိတ်ဖို့ပြင်ကြရတာပေါ့။အကြီးကောင်တဲ့ဇင်ကိုတို့ကတော့ချမ်းတယ်ဆိုပြီးရှစ်သမီးပတင်းပေါက်တွေအကုန်လိုက်ပိတ်တော့တာပဲ။ဒါပေမဲ့သူတို့ဘာလို့လိုက်ပိတ်တယ်လဲဆိုတာကျုပ်ကသိပြီးသားပါ။ကျောင်းဆောင်ကြီးပေါ်မှာဟောတိုက်ကြီးဆိုတော့ အားလုံးကိုအတိုင်းသားမြင်ရတယ်ဗျ။တောင်းတော်မှာတော့စောက်လို့ရေးအတွက်လိုအပ်တဲ့တည်တည်မောမောပစ္စည်းတွေကိုခြေရင်းဘက်မှာစုပုံထားတာပေါ့။ခြေရင်းဆိုတာလုံးဝမရှိဘူး။အဲ့ဒါနဲ့ကျတို့လေးယောက်သားဖြာခင်းပြီးတော့ဓာတ်စီအိတ်ကြမယ်ပေါ့။ကြောက်ကိုခြေရင်းဘက်အစွန်ဆုံးမှာအိတ်ခိုင်းနေ။ဥဇုံဝမ်းကခေါင်းရဲ့ဘက်ထိပ်ပေါ့။အလဲမှာတော့တရေကြောက်တတ်တဲ့အကြီးကောင်နဲ့ဇင်ကိုတို့ကအိတ်ကြတယ်။အိတ်တာတောင်းမှပဲဗျာ။စောင်းလေးကိုခေါင်းမှုချုံပြီးတော့အိတ်တော်တာပဲ။ စော်ဝမ်းကတော့ဘာမှမကြောက်ဘူးပြောတယ်တုတ်တန်ဆိုပေမဲ့ဘာမှကြောက်စရာမကောင်းဘူးပရာလောကတစေတရေတွေဆိုတာလူတွေကိုရံမပြုတ်နိုင်ဘူးတကယ်တမ်းကြောက်ဖို့ကောင်းတာကလူအချင်းချင်းတွေပဲဆိုပြီးဟိုကောင်းနေမကြောက်အောင်လို့တရားတွေဟောပြနေတော့တာပေါ့ဒါပေမဲ့ဟိုကောင်းတွေကတော့မျက်နှာလေးပြက်နေတာပေါ့ဗျာဖြစ်ချင်တော့အဲ့ဒီကြောင်းတော်မှာမိမရဘူးဗျာမိကမသွေးရသေးတာဒါနဲ့ဖះเจ้าတော်မှာ ဖျောင်းနိုင်လေးတတိုင်းကိုထုံးပြီးတော့အိတ်လိုက်ကြတာပေါ့တနေကုန်ကားစီးပြီးလာရဆိုတော့ကျုပ်ပြန်ခေါင်းချလိုက်တာနဲ့မိကနေကိုအိတ်ပြော်သွားတော့တာပါပဲတမေးလောက်ရတော့တဒုံဒုံတန်နေကြောင်ကျုပ်လန်နိုးလာတယ်ကျောင်းအောင်ကြီးကလည်းမှောင်ပိနေတာပဲဗျာကစီယိုလက်ပနာလေးကိုမိဖွယ်ပြီးကြည့်လိုက်တော့ညာဆက်တနာကြီးကြောနေပြီအခုနေ့ကကျုပ်ကြားလိုက်တဲ့တဒုံဒုံတန်နေဟာဘယ်ကလာလာလဲဆိုတာကျုပ်ကတွေးနေမိတာပေါ့ မကြပါဘူးဗျာကျွတ်တို့ကောင်းရင်ပရင်ပေါကူတဖို့မှုထုတယ်ကြားပါဘူးအတန်ဒီအတန်ထားရတော့အပြင်ကလာတဲ့အတန်ပဲပရင်ပေါတကားချက်ကိုလက်နဲ့ပုတ်တဲ့အတန်မျိုးဒါပေမဲ့အပြင်ကနေတယောက်ကလက်နဲ့ပုတ်အောင်လေကြောင်းတော်ကခြေတန်ရှိကြောင်းတော်ကြီးကြောင်းအောင်ထွက်ကလည်းလူတည့်ရတဲ့တောင်မြင့်နေဆိုတော့ဘလို့လူကဒီလူပုတ်မှလဲပေါ့ကျုပ်ဘေးကိုကြည့်လိုက်တဲ့အခါကြံတဲ့လူကြီးလည်းနိုးနေတဲ့ပုံပဲ ။ဥသောဝိုင်းကထားပြီးချောင်းတွေပါတွေဟန့်နေ။အဲ့ဒီခါကျလေအတန်ကပျောက်သွားပြန်ရောပြု။ငှက်တွေပါတွေဖြစ်မှာပါကွာ။ပြန်ရင်တန်းရင်နေကျောင်းတော်ကပရင်ဘတ်ကိုဝင်တတ်မိတာဖြစ်မှာပါ။ဥသောဝိုင်းကဟိုနေရာမကြောက်အောင်ပြောနေပုံရတယ်။ဒါနဲ့မကြပါဘူးပြု။ခြေရင်းဘက်ကပရင်ဘတ်ကိုတခါထပ်ပုတ်ရော။နှစ်ခါတော့ပုတ်တယ်ဆိုတော့ငှက်ကဖြစ်เสียအကြောင်းကိုမရှိတော့ဘူး။ပြီးတော့တဖြည်းဖြည်းပိုဆိုးလာတာပဲပြု။ ပတင်းပေါက်နှစ်ခုသုံးခုကိုပြန်လူတဝုံးနဲ့ပုတ်ပြန်ရောကျောက်ကလည်းတရေဆိုတာလက်ခံမိမယ်ကြောက်တော့မကြောက်တတ်ဘူးဗျအခုပတင်းပေါက်တွေပုတ်နေတာကလည်းတစ်ချက်နှစ်ချက်မဟုတ်ပဲတနာကြီးလောက်ဇက်တိုက်ဖြစ်နေတော့ကျောက်ကကြောက်ရမယ်စာဒေါသတွေထွက်လာခဲ့တာပေါ့ဦးတော်ဝမ်းကတော့ဖရဲသားတွေပါလိရွတ်မြစ်တော်တွေပါလိပုတ်ပြီးနေတာပေါ့ဗျာဒါပေမဲ့လည်းဘာမှမထူးပါဘူးနောက်တော့ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့ထအောင်ထိတ်လိုက်တယ်ဟေ့အောင်တည်း မင်းတတ်တူရှင်ပရင်းပေါင်ကြီးပုတ်နေတယ်တကားဝါကိုလာပုတ်လဲကွာကျုပ်ဝော်ပြီးတိတ်မကြဘူးပရင်းပေါင်ကိုတဘုံဘုံပုတ်နေတဲ့အတန်တွေကရက်တက်သွားခဲ့အကြီးကောင်းတဲ့ဇင်ကိုကကျုပ်ကိုဒေါသကြီးထွက်နေလိုက်ကြတာဗျာဘာဖြစ်လို့တရေကိုသွားစိန်ခေါ်ရလဲပေါ့ကျုပ်ကလည်းပွင့်ပွင့်လင်းလင်းပြောရရင်စိန်ခေါ်ခြင်းနဲ့စိတ်တော်မရှိဘူးဗျာဒီတိုင်းအိမ်မရလို့ဒေါသကလည်းထွက်ထွက်နဲ့ပြောမိပြောရပြောထည့်လိုက်မိတာဟုတ်လေကတက်လာရင်ဝင်ဝင်ချင်းမှာ တကားမာကြီးရှိတယ်။အေးတဲ့ဒေတာမူလာမသိဘူးယို။အိမ်တွေကိုလုံလုံချုံချုံစောက်ထားကြတယ်ဗျ။တကားမာကြီးကလည်းတကားရွက်တွေအထူကြီးပဲ။ကျုပ်ပြောပြီးမကြောက်ဘူးယို။လေကားအတိုင်းတထောက်ထောင်နဲ့တက်လာတဲ့အတန်ကိုကြားရတာပဲ။အကြီးကောင်တို့ဆိုရင်မျက်လုံးမျိုးမျက်ဆံမှုတွေဖြစ်ကုန်ပြီ။ဟဲ့ဖျောက်ပြလေ။မင်းမင်းပြောလိုက်လို့အခုတရေကကြောက်မော်တက်လာပြီကွာ။ဒုက္ခပါပဲကွာတကားဖွင့်ပြီးငါ့စီရောက်လာရင်ဘယ်လိုလုပ်မလဲ။ အဲ့ဒီအချိန်မှာပဲကျောင်းဆောင်တကားကိုတုံးနဲ့ပုတ်တော်တာပဲပုတ်တာမှတစ်ချက်တစ်ချက်ပုတ်တာမဟုတ်ဘူးပြောလူတွေအများကြီးလက်တွေအများကြီးနဲ့နေရာဆောင်ပုတ်တလိုမျိုးကိုပုတ်နေတာတလောက်ခိုင်းပြီးထူထဲတဲ့တကားမှကြီးတော့တဝုံဝုံနဲ့လှုပ်နေတာပဲအတွင်းကနေအပေါ်ချက်အောက်ချက်ချထားလို့ပွင့်တော့မပွင့်ဘူးကြုံလဲနောက်ဆုံးနားမခံနိုင်နဲ့တောက်တစ်ချက်ထခောက်လိုက်တယ်အနာမှာရှိတဲ့ဘယောင်းတိုင်ကိုထုံးကျောင်းဆောင်မို့ကိုလိုက်ရှာကြည့်လိုက်တော့သုံးမေလောက်ရှိမဲ့ နှစ်တလဲမှာဒုတ်တချောင်းကိုတွေ့လဲရတယ်။ဒါနဲ့အဲ့ဒီတော့ကိုကောက်ကန်ပြီးဥဇော်ဝံကျုပ်တော့တီးမခံနိုင်တော့ဘူးဗျာ။ဒီကောင်တွေကိုကျုပ်ထွက်ရမ်းမယ်။ဟာဖြစ်ပါမလားရဲလေးရ။ငါလည်းမမြင်မဆန်းနေဘူး။ဥဇော်ဝိုင်းကတက်လိုက်ပေါင်းအရွယ်လုံးကမွေပေါက်ခံရလို့အမြင်အာရုံထိထားတာဗျ။ကံကောင်းလို့မသိမဲအမြင်အာရုံတွေတော့ပျက်စီးသွားတယ်ဆိုပါတော့။ဒါပေမဲ့လေစိုးစိုးဝါးဝါးပျက်စီးတာတော့မဟုတ်ဘူး။ တို့ပဲတော့ညာညဘယ်မှောင်တဲ့အချိန်အလင်းရောင်အားနေတဲ့အချိန်ဆို तू ကတိတ်မမြင်ရဘူးဗျာအာဘာပဲဖြစ်ဖြစ်ဒီကောင်တွေကိုထွက်ရိုက်မယ်ဗျာဟိုနှစ်ယောက်ကတော့ကြောက်လို့တယောက်နဲ့တယောက်ဖတ်ထားကြတယ်ကြောက်ထားလိုက်တော့ဥဇော်ဝမ်းကလည်းဖျောင်းနိုင်တဲ့တန်ကိုကန်ပြီးမတ်တက်ရိုက်လိုက်တာပေါ့အေးကွာရိုက်မယ်ဆိုလဲရိုက်တာရိုက်မြစ်တာပို့လို့မရတဲ့အကောင်တွေကိုစင်းရိုက်မှအေးမဟိတ်ဥဇော်ဝမ်းကလည်းစိတ်ပေါက်ပေါက်နဲ့လိုက်ထလာတာပေါ့ ဲ့ဒီချိန်ထိကျောင်းတကားမာကြီးကိုတဝုံဝုံနဲ့ထုတ်နေတော့မဲဗျာကျုပ်ကျောင်းတကားနောက်ကိုရောက်တော့ဇင်ကိုကကျုပ်ကိုတောင်းပါတယ်မလုပ်ပါနဲ့ရဲလေးရာအဲ့ဒီတကားကိုမဖွင့်ပါနဲ့ကွာဟိုကတရေမင်းကလူလီကွာတုံးနေဆိုင်လို့ရပါမလားငါကောင်ရတို့တို့နှစ်ယောက်ကကြောက်ကြောက်နေတာပြောနေတာနှစ်ယောက်စလုံးကဟိုဖះကြောင်တော့ကိုရောက်နေကြပြီဖះစင်အောက်မှာနှစ်ယောက်သားပူးလို့ကျုပ်လည်းမထူးတော့ဘူးမို့ဥဇော်ဝမ်းကိုကြည့်လိုက်တယ်ဥဇော်ဝမ်း တကားချက်တွေဖြုတ်လိုက်တာကျုပ်အပြင်ထွက်ပြီးရိုက်လိုက်ဦးတော်ဝန်းကတကားအောင်မှာထိုးထားတဲ့ချက်တွေကိုအရင်ဖြုတ်တယ်နောက်တော့အပေါ်ချက်ကိုလက်နဲ့ထိထားပြီးကျုပ်ကိုအသိမ့်ဖြစ်ပြီလားလို့မေးတယ်ကျုပ်ကလည်းနှစ်တလက်မှဒုတ်ကိုကြစ်ကြစ်ပေါင်းဆုတ်ထားတာပေါ့ဦးတော်ဝန်းကဝုန်းကနေဆွဲဖွင့်လာတဲ့ကျုပ်ကလည်းပါဇက်ကနေတရဲကိုအော်ဆွဲပြီးဒုတ်နဲ့ထွက်ရိုက်တာပဲဒါပေမဲ့တကားပွင့်ပြီးအပြင်ရောက်တဲ့အခါဘာဆိုဘာမှရှိမနေဘူးဗျာ ကိုနေကတဝုံဝုံနဲ့ထုနေတဲ့ကောင်းလေးကြက်ပြောက်မှက်ပြောက်ကိုပျောက်နေကြတာကျုပ်လည်းဒီကောင်းလေးကိုမုံမင်အောင်ဆဲလိုက်ပြီးတုတ်ကိုဝှေ့ရနေတာပေါ့15မိနစ်လောက်ထိအဲ့ဒီကောင်းလေးပေါ်မလာတဲ့ခါမှတကားကိုပိတ်ပြီးပြန်အိတ်နေလိုက်တယ်ဒီကောင်းလေးကျုပ်ကိုကြောက်သွားလာတော့မသိဘူးဗျအဲ့ညာနောက်တစ်ခါထပ်မလာတော့ဘူးကျုပ်ကလာများလာမလားဆိုပြီးညတကောင်ကြော်တိစောင့်နေပါသေးတယ်ဗတင်းပေါက်တွေတုံးထုကိုမပြောနဲ့ဘာသာမကိုမကြားရတော့ အဲ့ဒီတော့မှပဲကျွတ်လို့လဲအေးအေးဝါဝါအေးရလို့တာပေါ့ဗျာမနှခင်ရောက်လို့ကုန်းထွက်ဝဲတလူလူနဲ့အနီးပါးမှာစုံစမ်းလိုက်တော့အဲ့ဒီเจ้าမှာဘသူမှမနေဘူးတဲ့ပြန်အဖွဲ့တွေကလည်းပြန်ပြန်သွားကြတာသုံးလေးဘွယ်ရှိပြီဒါနဲ့ကျွတ်တို့တွေတိုင်ပင်ရတော့တာပေါ့ဗျာဆက်နေမလားပြန်မလားပေါ့ဒီလိုဤသာညာလိုက်လာ၆နေတော့မလွယ်ဘူးတဲရဲကြောက်တာတဲ့ညအိတ်တာကောင်းကောင်းမေးရရင်အလုတ်ပြတ်တယ်ဗျာ ဥဇော်ဝမ်းကတော့ဆက်နေဖို့နားချတယ်။သူ့ဆရာတော်ကိုလည်းပြောကြည့်မယ်။သုံးလင်းညာဆက်နေကြည့်လို့မှအเจ้าမထူးရင်တော့ပြန်လာဖို့ကွာတဲ့။ဆရာတော်ကိုဖြစ်เจ้าကုံစင်ပြောပြတော့ဆရာတော်ကလည်းမနေရင်ရင်ပြန်ပါတဲ့။လမ်းစီပြန်ပြီးမယ်ဆိုပဲ။တကယ်တော့အဲ့ဒါလာနှုတ်ဆက်တာဘာမှမလုပ်ဘူးတဲ့။သူတို့လာနှုတ်ဆက်တာကလည်းခက်ကြမ်းကြမ်းပဲဟူ။ဥဇော်ဝမ်းနဲ့ဆရာတော်ကအတော်ခင်ကြတာဆိုတော့မပြန်ဘူးလို့ပဲညင်းလိုက်တယ်။ မတပိုင်ကျွတ်အလုတ်လုတ်တဲ့အခါဆရာတော်တွေဥစဉ်တွေကလုပ်ငန်းလုပ်နေကြအောင်လာကြည့်တယ်။ပြီးတော့စကားစာမီပြောကျွတ်တို့ဧခန္ဓာပေါ့။မနေ့စားကြတော့ဟင်းမောင်းနဲ့စွန်းညာနေစားရတယ်ဆိုပေမဲ့ကျွတ်တို့ကညစာမစားလို့မရဘူးလေ။အဲ့တော့ညစာချက်ရတာပေါ့။ပြန်လိုက်တဲ့လူတော်တော်များများကလည်းထမင်းဟင်းလောက်တော့ချက်တတ်တယ်မလား။တော်သားကလည်းတော်သားပဲဟု။ဒါနဲ့ထမင်းကိုအလှည့်ကြချက်ကြတာပေါ့။ တရက်ကိုတယောက်ချက်ကြီးပေါ့ထမင်းချက်တဲ့လူကညနေ၄နာရီလောက်ဆိုညသာထမင်းချက်တယ်ဟင်းကတော့ဗျာဝယ်စားပြတာများပါလေချက်ရင်လဲချင်းရင်တို့ဘောက်လောက်ချက်ပြီးဖြစ်တယ်လို့စားကြတာပါပဲဇင်ကိုနဲ့အကြီးကောင်ကတော့ညနေဆိုတာနဲ့အိမ်သားတွေပါတွေအပိတက်ထားပြီးညဘက်ဆိုအိမ်သားပဲခြေဥတောင်မလဲဘူးမလဲလေမလဲချင်းစရာပဲလေအိမ်သားကအเจ้าဆောင်နဲ့ခက်လန်းလန်းဟိုးဗမာတင်းချမ်းအစံနာမှာသွားဆောက်ထားတာ အဲ့ဒါနောက်မှာတော့အုတ်ဂူကြီးတွေဟာအတိုင်းသားပဲအလွန်ဆုံးဝေးလာရင် ပေ30လောက်ပဲရှိတာဆိုတော့သူတို့ညပကြီးအိမ်သာမတက်ချင်တာလည်းဖြစ်တတ်ပါလေအဲ့ဒီညတော့ဘာချောင်းလက်မှမရှိတော့ဘူးဗျဦးဇင်ပြောသလို လူသစ်တွေမလို့လာနှုတ်ဆက်တာများလားပဲဒါပေမဲ့ညတနားညနားလောက်ရောက်မှာတော့ကြောင်အောက်ကိုလူတွေရောက်နေမျိုးအတန်တွေကြီးစကြရတယ်ကြောင်အောက်ကပစ္စည်းတွေကိုဟိုကောက်ကိုင်း ဒီလျှောက်ရွှေနဲ့လုံနေပြန်ရောကျောက်ကအပေါ်ကအော်ထက်လိုက်ရင်တော့ပစ္စည်းတွေကိုချပြီးတဝုံဝုံနဲ့ပြေးသွားကြတယ်မနဲ့ထားကြည့်လိုက်ရင်လည်းပစ္စည်းတွေကသူ့နေရာနဲ့သူရွေ့တောင်မရွေ့ဘူးဗျအဲသူ့တော်လည်းထူးဆန်းပေးသားဘူးဥစဉ်ကလည်းမှားတယ်ကျောင်းဆောင်နောက်မှာစားကျွန်းစားဆိုင်တွေမပြစ်ဖို့နဲ့လူတွေစားတော့ပြီးရပကံအိုးခွက်တွေကိုကျောင်းဆောင်ပေါ်မှာပဲတိတ်မို့မှားတယ်သူ့အကြောင်းနဲ့သူရှိလို့မှားတာဖြစ်မယ်လို့တွေးပြီးစစ်တော်ကလည်းလိုက်နာကြပါတယ် တည့်ရကြတော့ညနေပဲထမင်းစောစောစားပြီးညပဲရွာလေးသွားလဲမယ်လို့စိတ်ကူးလိုက်ကြတယ်။အဲ့လိုနဲ့ညနေ9နာရီလောက်မှထမင်းစားပြီးတော့ရွာဘက်ကိုထွက်ခဲ့ကြတာပေါ့။ဥဇော်ဝမ်းနဲ့ကျုပ်ကတော့လက်ဖက်ဆိုင်လေးဗလိထားစကားတွေပါပြီးပြောတာပေါ့။အကြီးကောင်တဲ့ဇင်ကိုကနည်းနည်းပါးပါးတောက်တက်တယ်ဆိုတော့အရက်ဆိုင်သွားပြီးတောက်ကြတာပေါ့။ကျတို့အားလုံးည8နာရီလောက်မှပြန်လာခဲ့ကြတယ်။ဒါတော့အကြီးကောင်လေးညက်ကနောက်ကြနေလို့ သူတို့ကိုမနှဲဆောင်ပြီးပြန်လာခဲ့ရတယ်ဗျ။တောင်းဆောင်ကြီးကိုပြန်ရောက်တော့အားလုံးကလည်းမောမောပန်းပန်းနဲ့အိတ်လိုက်ကြတာပေါ့။ညတကောင်အချိန်တော့ပါ။မြေပြင်မှာလူတွေပြေးလွှားနေသလိုမျိုးတရှက်ရှက်တန်းနေကြရတယ်။ပြီးတော့ဒဏ်ဝတ်ဒဏ်ခွက်တွေလည်းကြရတယ်။ဒီတော့မှ အားလုံးကသတိရသွားတယ်။ဇင်းကိုဒီနေ့မင်းထမင်းချက်တဲ့နေ့လေကွာ။ထမင်းအိုးတွေတင်ခါရလား။ဇင်းကိုကမျက်လုံးမြင့်မျက်စံတူးနဲ့ ကျုပ်ကျုပ်လည်းရွာလေးသွားမယ်ဆိုတော့စိတ်လုံးနေတာနဲ့မသိငယ်မိဘူးဦးဇော်ဝဲဟာဒါဆိုရင်တော့ပရလောဟာသားကြီးကငါတို့ထမင်းဦးကိုစားတောင်းနေပြီထင်နေဟိဦးဇော်ဝဲပြောသလိုပဲအိုးခွက်ပကံဒီကိုကန်ဆွဲနေတဲ့အတန်းပြပကံဒီကလည်းစတိပကံဒီဆိုတော့တထောင်လောင်နဲ့ကြားနေရတာပေါ့ကျုပ်ကအเจ้าဆောင်မောင်ကလမ်းပြီးအော်ဟစ်လိုက်ပြီးမဲအတန်းကရပ်မတော်ဘူးเจ้าဆောင်အုပ်ကိုဆင်းပြီးတော့လေအိုးတွေခွက်တွေသွားပြီးရတော့ဒီတိုင်းပဲငြိမ်ပြီးနားထောင်နေရတာပေါ့ တမက်ကြတဲ့တန်ဖို့ဆိုရင်တကြွကျင်နဲ့ချစ်နေတဲ့တန်တော်ကြားသည်ညတနာရီလောက်ကျော်မှအတံမလန်ဒီတိတ်ဆိတ်သွားတာပေါ့စင်ကုန်းနဲ့သားကြီးဆိုရင်အမူးတော်ပြေးပြီးငုတ်တို့တော်ထထိုင်နေသည်မနဲ့မိုးလင်းတော့ကျစ်တို့စင်းကြည့်ကြတယ်ပကံဒီကြည်ခွက်ဒီတန်အိုးတွေဆိုပြန့်ကျဲနေတာပဲဗျာမြေပေါ်ကနေဟိုရစားစီစားလိုက်ကောင်းတယ်ပကံဒီဆိုရင်သွားနဲ့ချစ်ထားဖို့ရတယ်ချစ်ရာတွေကိုပြန့်ကျဲနေတာပဲအိုးတွေဆိုလည်းပိန်လို့လိန်လို့ဗျာ ဒဏ်ဟုတ်မှာဆိုရင်တော်တော်ကြီးရဲ့လက်ကြီးနဲ့ကင်ထားတဲ့လက်ရည်ကြံခဲ့တယ်။ဒီလက်ချောင်းတစ်ချောင်းတစ်ချောင်းကတော်တော်ကြီးပြီးတော်တော်လေးတုတ်တယ်ဗျ။ကျွန်တော်နောက်နေတော့အဲ့ဒီဒဏ်ဟုတ်တွေနဲ့မချက်စားရလို့တုတ်တန်နာမှာသွားပြီးလွှင့်ပလိုက်ကြတာပေါ့။အဲ့ဒီအဖြစ်ချက်တွေကတော့မှတ်မှတ်ရရပါပဲ။နောက်ပိုင်းတော့ချောက်လန်တာမရှိသလောက်ပဲ။ညဆိုရင်ကျောင်းဝမ်းမောတက်ပြီးတော့မှထမင်းစားပြီးအိုးခွက်တွေကိုကျောင်းမောပဲတင်လိုက်တော့တယ်။စားချင်းစားချင်နေဦးလဲ။ စနစ်တကျသတိထားပြီးစွန့်ပြစ်တော့တခါတခါအတံမလန်ကြားတာကလွယ်ပြီးဘာမှဆက်မဖြစ်တော့ဘူးတိမ်ကြောင်းကြီးဆောက်တော့အနားမှာအလုတ်သမားတွေနဲ့လူတွေအများကြီးဝိုင်းဆောက်ကြလို့ပြောစရာတော့ကောင်းပါသေးရဲ့တဲ့ကြောက်တဲ့ကိုစင်ကိုနဲ့အကြီးကောင်တောင်မှပဲနောက်ပိုင်းညပိုင်းအိမ်သားတွေပါကြီးတက်ရက်တော့ပါတော့တယ်ဒါကဆရာတော်ပြောသလိုပဲပြရလောကသားတွေကစွတ်တူနှုတ်ဆက်တာနေမှာဗျတုတ်တန်ကြောင်းကြီးပြီးသွားလို့စွတ်တူဖွဲ့အဲ့ဒီကပြန်ခဲ့ပြီမယ် ကျောက်ကတော့အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကိုမနစ်တနေ့ကလိုပဲပြန်ပြီးမှတ်မိနေပါသေးတယ်ဗျာအက္ကဆောနားစင်အားပေးကြတဲ့စာချစ်သူ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်နောက်ဒီမှာလဲကျွန်တော် channel မှာဇလံကောင်းလေးများစွာကိုတင်ဆက်ပေးမှာမဟုတ်လာရောက်အားပေးကြပါဦးလို့လေးသားစွာဖြင့်ဖိတ်မှန်တကားပြုပါရစေစာချစ်သူ အားလုံးကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပါစေ။